ဒီနေ့ page maker စာအိတ်ပုံစံလေးရိုက်တာလေးပြောမယ်နော်အဲ့တော့ page maker နဲ့စာအိတ်ပုံမှာစာအိတ်ပြီး print ထုတ်ခြင်းတယ်ဒီလိုမျိုးပေါ့အခုဆိုရင်စာအိတ်ပုံစံအမျိုးမျိုးရတယ် control c ကိုလိချောင်းပြရမယ်နော်ထပ်ချုပ်မယ်ဆိုရင် control minus ဒါဆိုရင် page maker စာအိတ်ပုံမှာဒါအပေါ် cover အနေနဲ့ရိုက်ထားတဲ့စာပေါ့နော်ဒါဆိုဒီစာရဲ့ပုံစံလေးချိုးခြင်းတယ်ဆိုရင်ဘယ်လိုပုံစံလုပ်လို့ရလဲဆိုရင်နော်စာရဲ့အသစ်လေးယူလိုက်မယ်အဲ့ဒီမှာဒီ letter ဖြစ်နေမယ်ပေါ့ဒါဆက်က default ဖြစ်နေတာ ော့ letter ဖြစ်နေတယ်ဆိုရင်ဒီအောက်မှာ dimension ဆိုတာရှိရရှိရ dimension မှာကိုကဒီစ A ရဲ့ဒီလိုမျိုးလျှာလိုက်ကိုလိုချင်တာအလျှာလိုက်ကို width width ကို9လောက်ယူလိုက်မယ် contribution 9ပြီးတော့ height 17ဆို height ဒီလိုမျိုးအမြင့်အမြင့်ကကြတော့4 point ပြောက်ယူလိုက်မယ်ပင်စာရွက်ကအလျှာလိုက်ဖြစ်မှာမဟုတ်လို့ white ကိုယူမယ်ဒါပေမဲ့ sided အမှန်စစ်ဖြစ်ဖို့ ပြီးရင်တော့ဒီ margin တွေကို0.5တက်ပြီးခုံမယ်0.5တက်ပြီးခုံ0.5တက်ပြီးခုံ0.5အဲ့တော့စာအိတ်အခုနောက်မှာပြထားတဲ့စာအိတ်ပုံစံမျိုးလိုချင်နေဆိုရင်သူကဘယ်ပုံစံမျိုးထားပြရလဲဆိုရင်တော့ဒီမှာ dimension မှာ share box မှာ9နောက်က box မှာ4.2နော်ဒီလိုပုံစံလေးယူမယ်ပြီးရင်တော့ width ကိုရွေးပေးရမယ်။စာရွက်ကတော့တရွက်ပဲ။ပြီးမားဂျင်နဲ့ဘေးပတ်ပတ်လေးဒီလိုဘေးပတ်ပတ်လေးကို0.5ချလိုက်မယ်။ပြီးအပြည့်နဲ့ထွက်လိုက်နော်။ဒါဆိုရင်ဒီစာအိတ်ပုံစံအပြင်ကပါရသွားရပေါ့။ဒါစာအိတ်ပုံစံရသွားပြီနော်။အဲ့တော့ဒီထဲမှာစာရိုက်မယ်ဆိုတော့ T ကိုရွေးပြီးတော့တောင်းပြက်ဆွဲလိုက်မယ်။ကိုကအင်္ဂလိပ်လိုပဲရိုက်မှာမဟုတ်လို့အခုဒီမှာ time ကိုမနဲ့တည့်ရမှာနော်။ဒီလိုပမာစာဆိုရင်တော့ဒီမှာမျိုးလေးပြောင်းမယ်ပေါ့။အဲ့တော့အခု2ဆိုရလို့ရတယ်။ဒီ enter ကတက်ကီခုံ နံပါတ်၄ဘသူစီပို့မယ်ပေါ့နော်ဒီ enter ခောက်မယ်တက်ပြီးခုံမယ်ပြီးရင်တော့ post ကိုရေးမယ် enter ခောက်ပြီးရင် department ကိုရေးမယ် enter ခောက် you know ကုမ္ပဏီနာမည်ပေါ့လိပ်စာနာမည်ဆိုတော့ဇာတ်နော်လိုလေးလာလေးရနော်ပြီးရင်တော့သူ့ကိုဆက်လက်မှတ်ဆက်လက်မှတ်ပြီးတော့ line spacing ပြင်မယ်ဆိုတော့ဒီအောက်မှာရှိတဲ့ line spacing ကဆက်လက်မှတ်ပြီးတော့30လောက်ပြင်ရမယ်ဒါဆိုရင်ခြေပါပြီ ောက်က size လေးကိုနည်းနည်းလေးထင်းကျင်နေရှင် size လေးတော့လာပေါ့ပြီးရင်ဘိုးလောက်ကျင်နေ B button လေးနှိပ်လိုက်ဒါဆိုဒီမှာပေါ်မဲ့စာရေးထည့်ပြီးသားတယ်နော်2မှာလည်းအဲ့လိုပါပဲအဲ့တော့2မှာလည်းကိုပြင်စင်တာ14ယူမယ်ဆိုရင်14 18ယူမယ်ဆိုရင်18ပြီးရင်ဘိုးလောက်ဒါစာအရေးကောက်ပါပုံစံလေးရပါတယ်နော်အဲ့အဲ့မှာကိုကဘာလုပ်လဲဆိုရင် print ထုတ်တော့မယ print ထုတ်တော့မယ်ဆိုရင် file လေးက print နဲ့သွားလိုက်အဲ့တော့ file လေးက print နဲ့သွားပြီးသွားရင်တော့ထိတ်မှတော့ကိုယ်စံမချိထား printer အမျိုးအစားနံပါတ်လေးရေးပြရမယ်ပြီးရင်ဒီညာဘက်ခြမ်းထဲမှာ setup file လို့ရှာမယ် setup to option လို့ရှိလိမ့်မယ်နော်အဲ့ဒီအခုဒါ option ဒါလေးက setup အခု setup ကိုရွေးမယ် setup ကိုရွေးပြီးရင်တော့ဒီ paper site မှာ print ထုတ်မဲ့ paper site မှာ envelope dl ကိုရွေးပြရမယ် website ကိုဒီထက်သေးခဲ့တာဆိုရင်တော့ဒီဘက်က envelope c5 တို့ envelope ဒီ name လေးရွှေပြီးရအခုလက်ရှိက width and bow 9 height and bow 4.2ဒီ envelope d site ကိုရွှေထားတယ် landscape ဖြစ်ရမယ် ok network multi print ဆိုပြီးရမယ်ဒါဆိုရင်တော့ page maker ထဲမှာ page maker ကိုအသုံးပြုပြီးတော့ site ပုံစံကြီးလောက်တာပါ site ပုံမှာ site ထုတ်တာပေါ့နော် site ရိုက်ပြီးတော့ print ထုတ်တဲ့ပုံစံကြီးရရသွားပါလိမ့်မယ်နော်